င်္ဂလာပါကလေးတို့ရဲ့ဒီချေကတော့ grade 6သိပ္ပံသင်ကြားပေးမယ့်ဒီချေချမ်းဖြစ်ပါတယ်။အခန်း1တိပ္ပံဤသဘောတဘာဝမှာသင်ခန်းစာ6တိပ္ပံဤပညာအသုံးချမှုများကိုဒီချေတို့ဆက်ပြီးလေ့လာမယ်။လူသားတို့ဟာသိပ္ပံနည်းပညာတွေကိုနေ့စဉ်ဘဝမှာပုံစံအမျိုးမျိုးနဲ့အသုံးပြုလျက်ရှိကြတယ်။ ထို့သောအသုံးပြုရာမှာလူသားတို့ရဲ့အတုံးချမှုနဲ့သဘောထားတွေပေါ်မူတည်ပြီးတော့မှအကျိုးသက်ရောက်မှုအမျိုးမျိုးရှိပုံကိုဤသင်ခန်းစာမှာတစ်ချေတော့လေ့လာကြပါမယ်။လုပ်ငန်း၁စိုက်ပျိုးရေး၊ကျန်းမာရေးအစားအသောက်တွေမှာ အသုံးပြုတဲ့ပစ္စည်းအချို့ရဲ့အကျိုးနဲ့အဖြစ်တွေကိုဒီချေတို့ဆွေးနွေးကြမယ်။ကဲဇာတ်လေးကိုကြည့်ပေးပါ။ ်ဆရာလေးမှာနေပဲအသုံးပြုခြင်းတင့်လျော်စွာသုံးခြင်းဖြင့်ရရှိနိုင်တဲ့အချိုးကျစုပုံမောသုံးဆွဲခြင်းကြောင့်ဖြစ်ပေါ်နိုင်တဲ့ဆိုးကျိုးတွေကိုတချင်ဆရာလေးမှာဖော်ပြပေးထားပါဗျ။ကဲကြည့်ရအောင်။နေပဲမှာဆိုရင်တော့စိုက်ပြိုးရေးသူ့ကိုအသုံးပြုခြင်းကတော့တချင်တို့ဓာမြောစာပေါ့။ကဲအတော့သူ့ကိုတင့်လျော်စွာအသုံးပြုခြင်းဖြင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးလေးတွေကတော့တင်းနဲ့ဖွံ့ဖြိုးမယ်အထွက်တိုးစေမယ်သူ့ကိုပုံမုံသုံးဆွဲမယ်ဆိုရင်ရောအပင်တွေသေခြင်းပျက်စီးစေနိုင်ပါတယ် နောက်တစ်ခုနယ်ပယ်လေးရတော့ကျမ်းမာရေသူ့ကိုတော့တချေတို့တွေကဆေးဝါးမှာသုံးမယ်သူကတော့သူ့ရဲ့ဘာဖြစ်လဲကောင်းကျိုးလေးတွေကတော့ကျမ်းမာရေကိုကောင်းမွန်စေတယ်နောက်တစ်ခုကတော့စိုးကျူကအနေနဲ့ကတော့သူကတော့အသက်အန္တရာယ်ရှိစေတယ်ပုံမို့သုံးဆွဲရင်ပေါ့နော်ကဲနောက်တစ်ခုကတော့အစာအတော့စားတော့ဆိုတဲ့နေပယ်လေးမှာအသုံးပြုတဲ့အခါတော့တချေတို့ကစားတော့နွားနို့တို့သူ့ကိုသိလျော်စားအသုံးပြုမယ်ဆိုရင်စားရတော့ရတာကောင်းစေမယ်နွားနို့ဆိုရင်တော့အာဟာရဖြစ်စေမယ်ပေါ့ ကဲသူ့ကိုစားကိုတစ်ချေတို့ကပုံမို့သုံးဆွဲမယ်ဆိုရင်ကောအငံတက်များပြီးတော့မှအရသာပြက်စီးစီမယ်နွားနို့ကရောပုံမို့သုံးဆွဲမယ်ဆိုရင်အဝလွန်စီပါတယ်ရပါသလားကဲဟုတ်ပြီဒီကျတော့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့လေ့လာကြရအောင် နစ်ကလေးကတော့ဒီကျဲတို့ဖော်ပြထားတဲ့သရုပ်ဖော်ပုံတွေကိုလေ့လာပြီးတော့၎င်းတို့ရဲ့ထင်မြင်ယူဆချက်လေးအကျိုးနဲ့အဖြစ်တွေကိုဒီကျဲတို့ဆွေးနွေးကြရအောင်။ကဲပုံလေးကိုကြည့်ပေးပါ။တင်းနံဆိုင်ခဲမှာဓာတုပိုးသက်စေးတွေဖြန့်ခြင်းဒီဘက်ကပုံလေးကတော့ဓာတုလက်နက်တွေအသုံးပြုခြင်းကဲသူတို့ရဲ့ကောင်းကျိုးလေးတွေဆိုးကျိုးလေးတွေကိုသားတို့သမီးတို့ရဲ့စာအုပ်လေးထဲမှာရေးထားပေးပါနော်။ကဲအဲ့တော့ဒီချေကပြောပြပေးမယ်။ ကဲပုံလေးကိုကြည့်ပေးပါ။သီးနှံဆိုင်ကဲမှာဆိုလို့ရှိရင်တော့ဓာတုဘောသက်စေးဖြန့်ခြင်း။ကဲသူကတော့ဓာတုဘာဖြစ်လဲ။သစေးတွေဟာဆိုလို့ရှိရင်အကျိုးကျေးဇူးများစွာကိုပေးဆွနဲ့ဥပမာဆိုလို့ရှိရင်တော့သီးနှံအထွက်တိုးရံနဲ့သီးနှံပင်တွေရဲ့ပိုးမွားရံကိုကာကွယ်ရံအတွက်ဖြစ်တယ်။နောက်တစ်ပုံကတော့ဓာတုလက်နက်အသုံးပြုခြင်းသူကတော့အချို့နိုင်ငံတွေမှာစစ်ပွဲတွေမှာတကယ်လို့ဓာတုလက်နက်တွေကိုမဖြစ်လဲသုံးပြုကြပါတယ်။ကဲနောက်တစ်ပုံကိုကြည့်ပေးပါ။စစ်ရုပ်တွေအသုံးပြုပြီးတော့ကားတွေတက်ဆင်ထုတ်လုပ်ခြင်း သူကတော့စက်ရုပ်တရားဆိုလို့ရှိရင်တော့ဆက်ပစ္စည်းများထုတ်လုပ်တဲ့စက်ရုံတွေမှာအလွန်အသုံးဝင်နေဥပမာကားထုတ်လုပ်ခြင်းစက်ရုပ်တွေကိုအသုံးပြုခြင်းဖြင့်ကုန်ကျစရိတ်တတ်တာစီပြီးတော့ထုတ်လုပ်မှုစွမ်းအားကိုလည်းတချေတို့ဘာဖြစ်လဲမြင့်မားစေပါတယ်နောက်တစ်ခုကကြတော့ဆက်ရုပ်တွေကိုအသုံးပြုပြီးတော့စစ်တိုက်တာသူကတော့နောက်အခါစစ်မြေပြင်မှာဆိုရင်စစ်သားတွေအစားစစ်ရုပ်တွေကိုအသုံးချနိုင်မယ်လို့အချို့သိပ္ပံပညာရှင်တွေကချုပ်တင်ခံမှန်းကြပါရဲ့ ကဲပုံလေးကိုကြည့်ပေးပါအနုမြူတမောင်းပုံလေးနော်သူကတော့လျက်စစ်ထက်ထုတ်လို့ရတယ်အနုမြူစွန့်ရင်နျူကလ িয়ার အန်နဂျီကိုအသုံးပြုကြတယ်ကဲနောက်တစ်ပုံလေးကတော့အနုမြူပုံလေးကဲအနုမြူပုံလေးကတော့တချေတို့ကလူတွေရဲ့အသက်အိုးအိမ်အမြောင်အမြားကိုဖြည့်ဆည်းစေတဲ့လက်နက်အဖြစ်အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ် အဓိကချက်ကလေးကိုဒီချေလို့ပြောကြည့်ရအောင်။သိပ္ပံနီးချာစူးစမ်းဖော်ထုတ်ချက်များဟာလူသားတို့ရဲ့ဘဝကိုနေရာမျိုးမျိုးနဲ့တိုးတက်မြင့်မားစေတော်လဲတခါတရံမှာအနေရဖြစ်စေနိုင်တယ်။ သိပ္ပံဤပညာတွေကိုအသုံးချရမှာလူသားတို့ရဲ့အသုံးချမှုနဲ့သိပ္ပံသဘောထားများပေါ်မူတည်ပြီးတော့ကောင်းကျိုးရှိတဲ့ကဲ့သို့ဆိုးကျိုးများလည်းရှိပါတယ်။အခုတိချေတင်လိုက်တဲ့သင်ခန်းစာကတော့အခန့်တင်သိပ္ပံရဲ့သဘောတဘာဝသင်ခန်းစာ6သိပ္ပံဤပညာအသုံးချမှုများအကြောင်းပဲဖြစ်ပါတယ်။တိချေတင်လိုက်တဲ့သင်ခန်းစာတွေကိုနားလည်လိုက်မယ်လို့တိချေထင်ပါတယ်။တိချေနဲ့တူနောက်စာသင်ချိန်မှာပြန်တွေ့မယ်နော်။